နောက်ဆုံးသိရှိရတဲ့အကြောင်းအရာကတော့အတိတ်သမုတ်တရားပင်လယ်ပြင်တွင်ပိုဆိုင်ဒွန်နျူကလ িয়ার တိုပြီးတော့ပြစ်ခတ်ဆန်းသတ်မှုကိုအောင်မြင်စွာ ဆောင်ရွက်ပြီးနောက်ရပိုင်တွင်ရုရှားသမ္မတဗလာဒီမီယာပူတင်ကပိုဆိုင်ဒွန်တိုပြီးတော့တင်ဆောင်နိုင်ရန်ဒီဇိုင်းရင်းဆွဲထုတ်လုပ်ထားတဲ့ခါဘာရော့ရေငုပ်သင်္ဘောတစ်ကြီးကိုစတင်မိတ်ဆက်ပြသလိုက်ပါတယ်။ရေငုပ်သင်္ဘောသည်ကမ္ဘာရေကြောင်းကာကွယ်ရေးအခြေအနေများကိုပြန်လည်ပုံဖော်နိုင်တဲ့နျူကလ িয়ার ရေရင်စုတစ်ခု ဖြစ်လာမယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကဖော်ပြထုတ်ပြန်ခဲ့ပါတယ်။ငန်းနေကြစီမံကိန်းနဲ့တိဆောက်လာခဲ့တဲ့အီနျူကလ িয়ার ရေငုပ်သင်္ဘောကြီးကိုပေါင်၁ဘီလီယံကျော်ကုန်ကျစရိတ်ဖြင့်ထုတ်လုပ်ခဲ့ပြီးအလေးချိန်တန်တက်တောင်းရှိကပိုဆိုင်ဒွန်တိုဘီတို့ဒထစင်တင်ဆောင်မောင်းမြင်ပြစ်ခတ်နိုင်စွမ်းရှိပါတယ်။ရုရှားနိုင်ငံမြောက်ပိုင်းဆာဘာရိုဗင်မြို့ရှိဆက်မက်စ်သင်္ဘောကြီးမှာကျင်းပခဲ့တဲ့ပွဲတော်တွင်ရုရှားကာကွယ်ရေးဝန်ကြီး Andre Blusop ကရင်ငုတ်သင်္ဘောကိုခင့်မိပြီးအကောင်းဆုံးရင်ငုတ်သင်္ဘောတစ်စီးဖြစ်ကြောင်းဖော်ပြခဲ့ပြီးနေတိုးနဲ့အနောက်နိုင်ငံများထိတ်လန့်ရန်ရွယ်ချက်နဲ့ပြသခဲ့ပါတယ်။2014ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီး2020တွင် ရေချနိုင်ရန်ရည်ရွယ်ခဲ့တော်လဲနည်းပညာနဲ့ဘတ်ဂျက်အခက်အခဲများကြောင့်နှောင့်နှေးခဲ့ရပြီးယခု9နှစ်ကျော်ကြာတွင်စတင်ရေချမောင်းနှင်စမ်းသပ်မှာဖြစ်ပါတယ်။စမ်းသပ်မှုအောင်မြင်ပြီးနောက်နျူကလ িয়ার ကာကွယ်ရေးရင်စုအတွင်း တာဝန်ထမ်းဆောင်မယ်လို့ရုရှားဝန်ကြီးဌာနကကြေညာခဲ့ပါတယ်။ရေငုပ်တင်မောသည်ဘက်ခော့ရေငုပ်တင်မော နောက်တစည်းဖြစ်ပြီးအနာဂတ်တွင်လည်းယူရန်နော့နဲ့အိုရန်ဘတ်တို့ထပ်မံတည်ဆောက်မယ်လို့သိရပါတယ်။ပိုဆိုင်ဒွန်တိုဘီယိုသည် ရေဒီယိုတတ်တူကြဆူနာမီလှိုင်းများဖြစ်ပေါ်စေပြီးဗြိတိန်ပါဝင်ကယိုရန်နိုင်ငံများကိုဖျက်ဆီးနိုင်စွမ်းရှိတဲ့လက်နက်ဖြစ်ပြီးမြစ်တီယာကမှတားဆီးနိုင်စွမ်းမရှိကြောင်း ရုရှားသမ္မတပူတင်ကကြုံးဝါဖော်ပြခဲ့ပါတယ်။ရင်းတိုဘီတို့သည်နျူကလ িয়ার တပ်အဖြစ်မောင်းနှင်ပြီး အနက်မီတာတစ်ထောင်ကျော်တွင်ခရီးသွားနိုင်ကအချိန်တစ်နာရီ100မီတာကျော်ရှိနိုင်ပြီးအကွာအဝေးကီလိုမီတာ1000ကျော်အထိသွားနိုင်ကြောင်းရုရှားဘက်ကဆိုပါတယ်။သမ္မတဟောင်းမက်ဖီတက်ကလည်းဒီလက်နက်ကိုကမ္ဘာနောက်ဆုံးနေ့လက်နက်လို့မကြာခဏချင်းချောက်ပြောဆိုခဲ့ကြောင်းသိရပါတယ်ရှင်။